ျွန်တော်နိုင်ငံသားတွေဘလောက်အားရဖို့ကောင်းလဲဆိုတာကเนาะဒီဘေးရပုံတွေကိုကြည့်သွားပါအဲ့ဒါကဘာလဲဆိုတော့တောင်ကိုရီးယားနိုင်ငံမှာအဖွဲ့စည်းပေါင်း36ဘွဲကနေဥဆောင်ပြီးတော့လက်ရှိမင်းအောင်လှိုင်လုံမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လက်မခံကြဖို့လက်ရှိဒီမင်းအောင်လှိုင်ရဲ့လုံရက်တွေကိုကဘာကပိုတိအောင်เนาะတီပကိုရောက်နေပေမဲ့မနေမနာပဲစူးစမ်းနေတဲ့ပြည်သူတွေရဲ့ ပုံတွေပဲဖြစ်တယ်ကြည့်ွားပါเนาะအဲ့ဒီဒါဒီလိုမျိုးပြည်မရောက်နေတယ်ဆိုတာကကျွန်တော်အခုတော့အခုဒီပွဲကိုကျင်းပတာကိုရီးယားနိုင်ငံရဲ့မြို့ပေါင်းစုံမှာရှိတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေဟာသူတို့တွေအနောက်အကင်တွေကိုဖြတ်ပြီးတော့အခုလိုလာစုယုံပြီးတော့ဆန္ဒထုတ်ဖော်ကြတယ်အဲ့တော့ဒီများနိုင်ငံရောက်နေတောင်မှနော်တောင်းမယ်စားမယ်လဲမယ်ပတ်မယ်တွားမယ်လာမယ်အလုတ်အချိန်ဆိုအလုတ်လုပ်လိုက်မယ်ဆိုတော့အတိတ်စိတ်တွေမဟုတ်ဘဲနဲ့ ီနိုင်ငံဟာငါတို့ရဲ့နိုင်ငံငါတို့နိုင်ငံအရေးကိုငါတို့တွေတွေးရင်းနေလို့မရဘူးလောလောဆယ်ငါတို့ကပြည်နိုင်ငံရောက်နေပြီမဲ့ငါတို့အလုပ်ရှိတယ်အကင်ရှိတယ်စားဖို့ရှိတယ်ပြည်လဲလဲဆိုပေမဲ့ငါတို့နိုင်ငံသားတွေအတွက်ငါတို့မလုပ်လို့မရဘူးဆိုရင်လာတဲ့ဒူတွေကြီးပဲနော်အဲ့တော့ဒီနေ့တော်လိုင်းငါနဲ့အချိန်ထိတောင်တလောက်အင်အားကောင်းကောင်းနဲ့ပြည်သူတွေဟာပါဝင်နေတယ်ဆိုတာကျွန်တော်တို့နိုင်ငံသားတွေရဲ့စိတ်သက်ဘလောက်မြင့်မြတ်လဲဆိုတာကိုပြတဲ့ပွဲပဲနော်တပုံချင်းကြီးကြည့်သွားပါအဲ့တော့ဒီကိုရီးယားပွဲမှာ ပြောရတဲ့အထဲမှာပေါ့နော်အခုကဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော်ဖွင့်ပြမယ်ဒီညမလားအမလားမသိဘူးပေါ့နော်ညမဖြစ်မှာပါအဲကျွန်တော်တို့ထဲကငယ်မှာပါသူပြောရတဲ့စကားလေးကိုတဘောကြလို့ပါညမမွေးမှာမွေးတယ်နဲ့ညမမျိုးသမီး လည်းဖက်ပြီးတော့တိုက်တွန်းချင်တယ်။ဒါပဲကျွန်တော်တော်လန်ကြီးဘာဖြစ်လို့ကြာငွေမရှိလို့ပဲမင်းကြီးမှာအောက်ကရဲဘော်တွေမင်းကြီးဟဲ့နဲ့မင်းတို့တော်လန်ကြီးကိုဒီနေ့ချိန်ကြီးမင်းတို့ဘာဖြစ်လို့ပြက်အောင်မတိုက်နိုင်သေးတာလဲကွာလို့မင်းကြီးလိုက်ပြီအဲ့ဒါဘာဖြစ်လို့ငွေမရှိလို့ပဲအဲ့တော့ဒီနေရာမှာဟိုဘက်ဘောမလိုဘောမရက်ကွက်ကလိုလိုဂျားနေလိုလိုလူတွေပြောရမယ်အမင်းတို့ကွန်ခန့်ရရတာပဲအလူငွေကြီးကောက်တာပဲဆိုတော့မှန်တယ်ဒါပေမဲ့တိုက်ပွဲတစ်ခုဖြစ်ဖို့အတွက်တိမ်းပေါင်းဘယ်နှထောင်ကုန်လဲဆိုတော့ကျွန်တော်အရင်ကြည့်ရအောင် ်လက်ရှိသခိုင်းတိုင်းတစ်ခုတည်းတင်တက်ရင်ပေါင်းရာရှိရှိတယ် MOD အောက်မှာတရားနည်းသားရှိတယ်အဲ့ဒီတက်ရင်တရားရဲ့စစ်သုံးစိတ်ကိုမပြောနိုင်ဘူးစားစရိတ်တစ်ခုတည်းတင်တလောက်ကိုတိမ်ပေါင်းဘဏ္ဍထောင်ကုန်လဲတွက်ကြည့်လိုက်နော်အဲ့တော့ရဲဘော်တွေဟာမရှိရှိတာနဲ့စားနိုင်ပေမဲ့သူတို့ရှင်းနှမ်းမှာရန်သူနဲ့ရင်ဆိုင်ရတဲ့အခါမှာနော်ဘာလိုအပ်တယ်ခဲရက်လက်နဲ့အဲ့ဒီခဲရက်လက်နဲ့ကနော်ဟိုရက်ကပြောရတာမှာဘုံမိုက်ခဲကျွန်တော်ပြောရတာအဲဘုံမိုက်ခဲမဟုတ်ဘူးဘာလို့လဲ တနေ့ကိုပြောတာအဲ့ဒီကဘလူလည်းမသိဘူးเนาะရန်တဲ့အိတ်ဝယ်လို့ရှိရင်အော်ဝနေ့မကပတ်ကဖာမြို့နယ်တာဝန်ခံတယောက်နဲ့ကျွန်တော်စကားပြောတဲ့အချိန်မှာကျွန်တော်လာမနေ့ကအဲ့ဒီကမိတ်ဆက်ဘလူ7သိန်းကြတယ်တဲ့ရန်တဲ့အိတ်ကိုဘလောက်မှလည်းပါတာမဟုတ်ဘူးเนาะအဲ့တော့ကုန်ချက်စည်းတွေတွက်ပြရင်းနဲ့အဲ့တော့ဒီတော်လန်ရေးမှလိုအပ်တာဒီအရေးကြီးဆုံးအရာလူမဟုတ်ဘူးငါတို့ပြည်သူတွေတော်လန်ရံတော်လန်မဲ့လူမရှိတော့ကွာပီဒီအေလောက်မဲ့လူမရှိလို့ဖြစ်နေတာမဟုတ်ဘူးပီဒီအေလောက်ချင်တဲ့ကလေးတွေတဖုံကြီး ်နော်တော်တဲ့တော့ PDF လုပ်ပြီးတနတ်မကန်ရလို့ပြန်ထွက်လာတဲ့ကလေးတွေပဲရှိတယ်နော်အဲ့တော့ဒီလိုမျိုးထောက်ဖို့တွေအများကြီးလိုအပ်ပါတယ်ထောက်ဖို့ခံနာကိုတဲ့နိုင်ငံအလိုက်စနစ်တကျလေးဖြစ်အောင်ဝိုင်းပြီးတော့စ조사ပေးကြပါနော်ဒီညီမပြောတာအမှန်ကန်ဆုံးပဲသားအဲ့တော့ကျွန်တော်တို့တွေဟာဒီဒီနေရာမှာတခုရှိတယ်အဲဘောမကြီးရဲ့လေတံတိုင်းလိုက်ပြီးတော့ဟိုကနေ့ကတပ်အုပ်စုရဲ့တွဲကောင်ကထောက်ဖို့တွေကိုဘာဖြစ်တာလို့ရတယ်ကိုကိုတိုင်းယူလေထောက်ဖို့လက်ထဲမထည့်နဲ့ မယုံဘူးနဲ့ထောက်ဖို့တွေကိုမထက်နဲ့ကိုကိုတိုင်းလိုအပ်တဲ့တန်ရေးတက်ဖို့ဒါလိုက်လူအဓိကလိုအပ်တာငွေပဲအဲ့တော့ရခိုင်ရခိုင်တက်တော်အေအေအောင်မြင်တယ်အားရတယ်ဂျင်းတက်တယ်ပြောတယ်ရခိုင်တက်တော်အေအေဟာတော်လန်ရင်ဖြစ်မှရခိုင်ပြည်သူတွေကငွေစုပြီးတော့ပို့တာမဟုတ်ဘူးရခိုင်တက်တော်အေအေအတွက်တော်လှန်ရေးမတိုင်ခင်ကာလတွေတည်းရခိုင်ပြည်သူတွေပြည်ပရောက်ရခိုင်ပြည်သူအများစုဟာသူတို့ရဲ့ချွေးနှဲစာတွေကိုဖယ်ပြီးတော့ဒီရခိုင်တက်တော်အေအေကိုဝိုင်းဝန်းကူညီလာကြတာ အဲ့တော့ဘာဖြစ်လဲဥဆောင်နဲ့ဒီခေါင်းဆောင်နဲ့အတူတန်ရင်တက်ဖွဲ့တွေကလည်းစနစ်ကြတယ်ပပီသူကလည်းမနေမနာပါဝင်တဲ့အတွေ့ရခိုင်တပ်တော်အေအာခဏလေးအချိန်တွင်းမှာအောင်မြင်မှုကိုရတယ်အဲ့တော့ကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်မှုရဖို့ဆိုအဲ့ဒါလို့ပြည်သူကလည်းပြည်သူနေရာကတာဝန်ချင်းရမယ်ကိုစီးပွားပြောင်းထောက်ပံ့စရာမလိုကိုမီတာစုစောင်းဝင်နေထိခိုက်တဲ့အထိထောက်ပံ့စရာမလိုကိုဘီယာလေးတောက်လိုက်မယ်တို့ထိုင်းမှာဆိုဗျာ ယောက်ျားလေးတယောက်ဘီယာတောက်မယ်တလုံးကို60ပဲတွက်ဘီယာ3လုံးတလလုံးနေလို့ဘီယာ3လုံးမတောက်နဲ့မနေနိုင်ဘူးလားကိုတောက်မဲ့ဘီယာလေး3လုံးဟာ200ပဲထည့်လိုက်ကိုလိုလူပေါင်းတသိန်းစုရင်ဘတ်ငွေ300ကျွန်တော်တို့ထိုင်းရောက်နေထောက်ပံ့တယ်ဟောကိုရီးယားရောက်ဆိုအခုဒီညီမပြောတယ်လို့ပဲတယောက်ကိုအနည်းဆုံး30ဆရှာနိုင်ရှင်မှာတသိန်းလောက်လူကိုလူပြောတယ်လူမရမှာတို့မှာတိုင်းပြည်ဘန်နာကိုဖိကုထိုင်တာမဟုတ်ဘူးနော် NGO ဆိုတာကလက်ပလာနဲ့စထားတာ သူတို့ကနာမည်ပဲခံထားတာလောက်သားမဲ့အလုပ်ဒီကျွန်တော်တို့ငါတို့မှအစိုးရရှိတယ်ဆိုတဲ့အရာကိုရှိဖို့အတွက် NUG ဆိုတဲ့အရာပေါ်တာအဲ့တော့ဒီနေရာမှာတခုပြောချင်တယ် NUG ကိုမကြိုက်ဘူးအာ NUG ကဘာဖြစ်တာလို့ခေါင်းစဉ်တွေမျိုးစုံအောင်မှာပြောမယ်ဆိုရင်ကဲကောင်းပြီမင်းတို့မကြိုက်တဲ့ NUG ကိုဖယ်လိုက်တယ်အဲ့ဒီ NUG နဲ့မှဘလူထားအဲ့ဒါဖြေပဲ NUG ရဲ့လူပုတ်ကိုနာမည်မဟုတ်ဘူးလေအစိုးရကြီးတရက်ကနာမည်နော်အဲ့တော့ကျွန်တော်တို့အခုဆိုရင်ဒါဥမှကျွန်တော်ဒီစကားရင်မပြောပါဘူး နော် UNG ကိုအားမရဘူးဆိုဘယ်အားမရဝင်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနငါတို့ကအားမရဘူးဖြစ် UNG တွေကကာကွယ်ရေးဝန်ကြီးဌာနဥယျာဉ်မို့လူကြီးဖြစ်တယ်ငါတို့ဥယျာဉ်မို့နေရာမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့မျိုးဗိုလ်ချုပ်ခွန်မော်လို့မျိုးနော် စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်တဲ့ခေါင်းဆောင်မျိုးထည့်ပေးပါဟုတ်တာမဟုတ်တာဒါကိုယ့်ရဲ့တဦးချင်းအမြင်ကိုဒါမျိုးပြောချမယ်ဆိုရင်ဒါအတိတ်ပဲရှိတယ်ဟုတ်တယ်နော်အဲအခုတမရအင်းနေရာမှာတမရအင်းလူကြီးဖြစ်တယ်နော်တမရနေရာမှာတက်တက်မြတ်မြတ်နဲ့တော့ဥဆောင်နိုင်တဲ့ခေါင်းဆောင်တင်ပေးပါနော်ကာကွယ်ဝင်ကြီး ်စစ်ဦးစီးချုပ်စတဲ့ဖြင့်ဒီနေရာတွေမှာစစ်ဖို့စစ်နဲ့တိုက်တယ်လို့ဘုဒ္ဓဘောတော်ထားရင်ပိုကောင်းနိုင်တယ်စတဲ့ဖြင့်ဒါမျိုးတွေကိုအကြံပြုတာလားလေအပြုတဘောဆောင်တယ်လို့ဖြစ်တယ်အာ UNG မကောင်း UNG ဆိုအကောလုံး UNG ခေါင်းစဉ်အောက်ကိုလောက်တာဒီ UNG မှာဝင်ကြီးဌာနပေါင်းများစွာရှိတယ်အဲ့ဒီတည်းမှာဝင်ကြီးဌာနတစ်ခုမှနေတောင်ဝင်ထမ်းဆောင်နေတဲ့လူပုတ်ကိုဘယ်နှဦးရှိတယ်တွေ့ကြည့်လိုက်အဲ့ဒီတည်းမှာမကောင်းတဲ့လူရှိသလိုကောင်းတဲ့လူရှိမှာပဲဒါကသမတပဲလေ တော့ကျွန်တော်တို့ကဖြစ်နေခြင်းနဲ့စိတ်နဲ့ပြောတယ်ဆိုရင်เนาะအယုံကြည်ဆိုတော့ဝလုံးချေပြီးတိမ်ကြုံပြီးပြောတင်လားဒါမှမဟုတ်ရင်ဘယ်ဝင်ကြီးဌာနမှာဘ ᱹ ုနေရာမှာဘ ᱹ ုတော့အစားထိုးတင်တယ်ဘ ᱹ ုလောက်တာတော့ဘလို့ဖြစ်တယ်ဒါမျိုးပြောတင်လားဟုတ်တယ်เนาะအဲ့တော့တစ်ခါကျရင်ကျွန်တော်တို့တော်လန်ရေးမှာကလေကိုဘက်လိုလိုဒီဘက်လိုသူလုံးဘက်ကလူတွေအမှန်တကယ်ဒါပေမဲ့ကိုဘက်ကလူပုံစံမျိုးနဲ့အာမင်းတို့ကတော့ဘလို့ဖြစ်ညောင်ဖြစ်ပုံစံမျိုးနဲ့ပြည်သူဘက်ကနာတဲ့ပုံစံမျိုးတွေနဲ့စကနာထိုးပြီးတော့တွေးခွဲတက်ရှုံတာတွေအများကြီးရှိတယ် အဲ့တော့အဲ့ဒီတဲမှာမပါဖို့တော့အဲ့ဒီလောက်ရက်ကြီးပြောဆိုမှုတွေပဲကျွန်တော်ကန့်ထားလို့ရမယ်နော်အဲ့တော့ဒီညမပြောရတာတကယ်မှန်တယ်ထောက်ဖို့ကဏ္ဍကအင်မတန်အရေးကြီးပါတယ်အောင်ပြီးတော့လက်သားပြားနဲ့ဆန်သားပြားဝင်ချက်တော့ပြန်ညောင်းလာဤဆန် ာငါတို့မြန်မာကိုလာမကူညီဘူးကွာဆိုပြီးကျွန်တော်ထိုင်ကြည့်နေလို့မရဘူးအခုအညာဘက်မှာဆန္ဒပြပွဲတွေလွတ်မြောက်နေပြီမှာတောက်လျှောက်ပြနေကြတယ်တရင်းတွေမှာတက်လာမှာပါအဲ့ဒါတွေကတန်ဖိုးရှိတယ်နော်ကျွန်တော်တို့ PDF တစ်ခုတည်းစစ်တိုက်နေလို့မရဘူးလက်နက်ကင်ထားတဲ့လူတယောက်တည်းစစ်တိုက်နေလို့မရဘူးဒီတော်လန်ရင်းမှာကန္နာဘောင်းစုံနဲ့ကျွန်တော်တွားနိုင်ဖို့လိုအပ်တယ်နော်အစိုးရဘိုင်းမှာလည်းအစိုးရဘိုင်းနော်ပြည်သူဘိုင်းမှာလည်းပြည်သူဘိုင်းထောက်ဖို့ဘိုင်းမှာလည်းထောက်ဖို့ဘိုင်းပြည်သူတွေကဒီနေ့ချိန်ထိဒီအာဏာသိမ်းထားတဲ့ကောင်တွေကိုလက်မခံဘူးဆိုတဲ့အရာကို ထုတ်ပြနိုင်တဲ့လူတိုင်းကအစင်မပြတ်ထုတ်ပြနိုင်ရမယ်။အဲပြည်တွင်းမှာနေတဲ့လူတွေလှုပ်လို့မရဘူး။ဆိုလို့ရှိရင်ပြည်ပကြောက်တွေနဲ့လူတွေကပြည်သွင်းကလူတွေအတွက်ပိုကြိုးစားပေးရမယ်။မြန်နိုင်ငံအရေးဆိုတာကိုယ့်အရေးပဲ။သူများအတွက်လုပ်နေတာမဟုတ်ဘူးနိုင်ငံရေးလုပ်လို့ဆိုတာကိုယ့်အတွက်ကိုလုပ်တာ။ရှင်းရှင်းလေးပဲအခုပြည်ပရောက်တယ်ကြာထိုင်းမှာလူကြီးစေတန်းလောက်ရှိပြီကြားတယ်နော်။ငါးတန်းပဲထားပါ။အခုကိုရီးယားဂျပန်တကဘာလုံးမှာရှင်လိုက်ရင်ကျွန်တော်တို့မြန်မာပြည်သားတွေဘလောက်တီပတ်ရောက်နေလဲ။ အဲ့ဒီလူတွေကိုတွားမဲကြည့်လိုက်ပါမင်းတို့အခုပြည်ပမှာရတဲ့လက္ခဏာပုံစံမျိုးခံစားဝင်ပုံစံမျိုးလောက်မရရင်တော့အဲ့ထက်နဲတဲ့နှုံသားနှီးပါလောက်ရမယ်ဆိုရင်မင်းတို့ပြည်ပမှာနေမလားပြည်တွင်းမှာနေမလားအဲ့ဒါဖြစ်ပဲအဲ့တော့ပြည်မရောက်တည်းကပို့ပြီးတော့ကျွန်တော်တို့တိတက်ကမယ်ငါတို့နိုင်ငံမကောင်းတာဒီငါတို့ဘဝမကောင်းတာပဲเนาะဒါကြောင့်မို့လို့နိုင်တဲ့နေရာကလောက်ပါမယ်ခုနကပြောထောက်ဖို့ကဏ္ဍဆိုတော့ထောက်ဖို့ အစိုးရဘိုင်းကမကြိုက်လို့ရှိရင်လည်းဘယ်ဝင်ကြီးဌာနဘလူကဘလူလောက်တာဘလူအားနေတယ်ဘလူမှားတယ်သူ့နေရာမှာဘသူ့ကိုဆိုရင်ပိုကောင်းမယ်ဘလူလောက်ရင်ပိုကောင်းမယ်ဒါမျိုးဝေဖန်ပေးဖို့လိုတယ်ဒါဆိုရင်လောက်တဲ့သူတွေလည်းကိုရင်ကပြောသူတို့ရဲ့ဟာခွက်တွေကိုမြင်လာမယ်ဆိုတော့သူတို့လည်းပိုစူးစမ်းလို့ရအဲထောက်ဖို့ကဏ္ဍမှာဆိုသူတို့ပဲဘယ်ထောက်ဖို့ကတော့ဘလူနော်အဲဘယ်ထောက်ဖို့လောက်တာတော့စနစ်မကျဘူးဘယ်ထောက်ဖို့လောက်တော့စနစ်ကျတယ်ဘယ်ထောက်ဖို့ဝင်ရတယ်ဒါဆိုရင်ထောက်ဖို့လောက်တဲ့သူတွေကလည်းစနစ်မကျတဲ့သူကလည်းစနစ်ကျအောင်ပြင်လာနိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုရင်ကပြောအာ အခုဆိုရင်ထောက်ဖို့တွေကိုဒါပန်ဆယ်လို့တော့နော်အမေရိကန်ကတော့ပန်ဆယ်ထိုင်းမှာဆိုကျွန်တော်တိုက်ခိုက်ခံထိနေနောက်ထပ်နောက်ထပ်လူတွေထပ်တိုက်ခံအောင်ပါပဲအခုကိုလင်းကိုတိုက်ခိုက်နေတယ်ပြဿနာဖြစ်နေတယ်ဘာဖြစ်လဲဒါကျွန်တော်တိတိကျကျတော့မတည်တိုက်ခိုက်ခံနေရအဲ့လိုကြားတာဟုတ်အဲ့တော့ကျွန်တော်တို့တိထားမှာကလေထောက်ဖို့တွေကိုလည်းကျွန်တော်ဒီနေရာပြောချင်တယ်ထောက်ဖို့လုပ်နေလို့တိုက်ခိုက်ခံခံမလို့ရင်အခုပန်ဆယ်လို့တော်လှန်ရေးဘာမှမလုပ်ဘူးဆိုပြီးတော့သူစီပွားရေးသူထိုင်လုံးကြည့်လိုက်ဘယ်သူမှမတိုက်ခိုက်တော့အဲ့တော့အခုတိုင်းမှာကျွန်တော်ကိုစီး ကျွန်တော်တော်လိုင်းမလုပ်တော့ဘူးဆိုပြီးကျွန်တော်အလုပ်ကျွန်တော်လုပ်နေတယ်ကိုစီကိုဘယ်သူမှလာမတိုက်ခိုက်တော့ဘာဖြစ်လို့လဲလုံနေလို့တိုက်ခိုက်တာရှင်းရှင်းလေးအဲ့ဒါအဖြေရမလုပ်ဘဲနေကြီးတိုက်ပုံပုံရင်းရဖြစ်တယ်ဆိုရင်မလုပ်တဲ့တိုက်ခိုက်ရမယ်လုပ်တဲ့တိုက်ခိုက်ရမယ်ဟုတ်တယ်မလားတော်လိုင်းတိုက်ခိုက်ခံနေရတယ်ဆိုတာကတော်လိုင်းရင်းမှာအရေးပါနေလို့လုံနေလို့တထောက်တနေရကသူ့ရဲ့လုံမှုတွေထိရောက်နေလို့လာတိုက်ခိုက်တာအဲ့တော့တိုက်ခိုက်ခံရတိုင်းကျွန်တော်တို့စိတ်သက်သာစရာအကြောင်းမရှိဘူးဒီနေရာမှာတစ်ခုရှိတာက ပြည်သူတွေအနေနဲ့အစိုးရဘိုင်းကစပြီးတော့အောက်ခြေထောက်ပို့ဘိုင်းတွေအထိရဲဘော်တွေဘိုင်းတွေအထိမှန်တဲ့မှားတဲ့လူတွေကိုပြည်သူတွေကလည်းအချက်နဲ့အလက်နဲ့ဖော်ထုတ်ပြီးတော့ကန်ထုတ်နိုင်ရတယ်လို့မှန်နေတဲ့လူတွေကိုလည်းဝန်းရံပေးဖို့လိုအပ်တယ်။ဒါမှသာလုံနေတဲ့လူအခုတပေါ့အခုကျွန်တော်တော်နိုင်နဲ့ပတ်သက်တဲ့ပို့တစ်ခုတင်လိုက်တယ်။အဲ့ဒီပို့အောက်မှာ6800သားတွေလာပြီးတော့လာမှန်။လာမှန်တဲ့အချိန်မှာကျွန်တော်ကွန်မန်းတွေကိုကြည့်လိုက်။အဲ့ဒီကွန်မန်းအောက်မှာ50ရောက်တော့ဝိုင်းပြောထားတွေ့တယ်။အားရတယ် အငါငါအစားဝိုင်းပြောပေးထားတယ်အဲ့ဒါလည်းဒါဝိုင်းလောက်တာပဲဒါလည်းထောက်ဖို့ဒီမှာနိုင်ငံကြီးတစ်ထောက်တင်ကဝိုင်းလောက်တာပဲဒါပေမဲ့ဒီနေရာမှာတခုကျွန်တော်တို့တတိပြုရမှာတော့ဒိုးတွေဟာမတရားတဲ့အရာကိုမလိုချင်တော့စန့်ကျင်တော်လှန်နေကြတာကိုကိုတိုင်ကမှန်နေဖို့လိုတယ်ကိုကိုတိုင်ကမတရားတာကိုမပြောဖို့မလုပ်ဖို့တော့လိုတယ်နော်မတရားတာကိုအားမပေးမိဖို့လည်းလိုအပ်တယ်ဒါတော့ကျွန်တော်တို့အဓိကဂယုပြုကမယ်အချက်ပေါ့အဲ့လိုမျိုးဖြစ်မယ်ဆိုရင် ်လုံနေတဲ့ဒူတွေကလည်းအားရှိတယ်မှားနေလို့ရှိရင်အော်ငါလုံတာမှားပါတယ်သူပြောတာမှန်တယ်သူထောက်ပြတာဟုတ်တယ်ဒါငါ့ရဲ့အားနဲ့ချက်အော်ပြင်သွားလို့ရမယ်ဟုတ်တယ်နော်ဂျားတဲ့ကနေကိုလင်းကပြောဟိုပြည်သူဘက်ကလုံလို့ဘာလို့လာပြီးတော့စကနာထိုးတဲ့ကောင်တွေကိုလည်းအချက်နဲ့နဲ့နဲ့တုတ်ပြန်မဲ့လူရှိလာမယ်အဲ့ကောင်တွေလည်းမလှုပ်ရဲတော့အဲအဲ့ဒီအဝင်းဝိုင်းတစ်ခုကိုကျွန်တော်တည်ဆောက်နိုင်မယ်ဟိဆိုရင်တို့တွေမနိုင်စရာအကြောင်းမရှိဘူး။နေကြီးနဲ့လက်နဲ့ပုတ်နေလွှဲရင်လွှဲမယ်။နော်။အခုထိဒီနေ့ချိန်ထိပြည်သူတွေကကြည့်ပါ။ဒါထိုင်းမှာစံနှပ်ပြပွဲတွေလုပ်လို့မရလို့ ထိုင်းမှာသာလွတ်လွတ်လပ်လပ်လုပ်ွင့်ရှိကြည်နော်ထိုင်းရောက်ပြည်သူတွေဘလောက်လုံးမလဲကြည်အဲ့တော့အရှိပြည်သူဖိုင်မှာကျွန်တော်ပြထားတယ်ကျွန်တော် PSC မှာတနေ့သာဒီလာဇန်တရက်နှစ်ရက်သုံးရက်တနေ့စာထည့်တဲ့လူကြီးစာရွက်ဘယ်နှရွက်ရှိတယ်ကျွန်တော်ပြထားတယ်အဲ့တော့ပြည်သူဟာဒီနေ့အချိန်ထိလုံးဝတောင်းဝင်မပြတ်ကွက်နေတဲ့လူတွေပဲဒါပေမဲ့အဲ့ဒီဟာဒီအားလုံးကိုစနစ်တကျဖြစ်လိုက်မယ်ဆိုရင်ပို့ပြီးတော့အားရှိသွားတယ်နော်ကျွန်တော်ထင်းထင်းစီး ဥဥပမာပုံမြင်လိုပဲတချောင်းတချောင်းသူလည်းတချောင်းကင်သားမှာငါလည်းတချောင်းကင်သားမှာဆိုရင်တချောင်းယူလိုက်ချိုးရင်တော့ကျိုးနေမှာပဲအဲထောက်ဖို့လေးဖြူလိုက်တန်ရင်တက်ဖွဲ့လေးဖြူလိုက်ဟုတ်တော့နော်ကျွန်တော်တို့အဲ့ဒီထင်းချောင်းတွေအားလုံးကိုစုပြီးကြစ်လျအောင်လုပ်လိုက်မယ်ဆိုဘဘူးလားဖြူလို့ရမယ်မရဘူးဒါကအဓိကပဲနော်အဲ့တော့ကိုရီးယားမှာရှိတဲ့ဒီနေ့လာတဲ့ဒီစန္ဒပြပွဲကိုလာဟောင်းရတဲ့ညီမလေးနဲ့တကွာဒီကိုရီးယားစန္ဒပြပွဲမှာအပါဝင်နိုင်ငံတကာမှာလုံနေကြတဲ့ပြည်သူတယောက်ချင်းစီတိုင်းဟာ ခမားတို့ကျွန်တော်တို့တမိုင်းပဲလားအဲ့ဒီတမိုင်းကိုနောက်တစ်ချိန်ကျမှတော်လိုင်းအောင်မြင်သွားပြီးတော့တော့နောက်နှစ်ကြာမှအဲ့ဒီတမိုင်းကိုလိုချင်ပါတယ်လို့လို့ဘီလန်နာချမ်းသာတော့မရတော့ဘူးအဲ့ချိန်ကျရင်အဲ့ဒီတမိုင်းကဒီဘီလီယံနဲ့ချီပြီးတော့လည်းတန်ဖိုးဖြစ်သွားတယ်ဒါရှင်းရှင်းလေးဘာဖြစ်လို့လဲတော်လိုင်းရဲ့မအောင်မြင်ခဲ့တော့မှအဲ့ဒီတမိုင်းကတန်ဖိုးမမဲ့တော့ဘူး88မျိုးဆက်ဆိုကြည့်နော်ဒါကိုကိုကြီးတို့ဘာလို့အခုမှလာစောက်တော့လဲပေါက်ခဲ့ရတယ်လို့လို့စဲကန်ထိတာ 88မျိုးဆက်ဆိုရင်ပြည်သူတွေဘယ်လောက်ထိယုံတည်လဲအဲ့ဒါအဖြေပဲဗျအဲ့ဒါအဖြေအဲ့တော့မနိုင်တော်မှဒီလောက်တန်ဖိုးရှိတဲ့လူတွေဖြစ်နေမယ်ဆိုရင်နိုင်ွားခဲ့ရင်ကျွန်တော်တို့ခမားတို့အားလုံးရဲ့လှုပ်ဆောင်မှုတွေဘယ်လောက်တန်ဖိုးရှိမလဲအဲ့တော့အရှင်းမှကျွန်တော်ပြောခဲ့သလိုဘီယာလေး၃လုံးယောက်ျားလေးဆိုရင်ဒီတလမှာကွာငါဘီယာ၃လုံးတော့ short တောက်လိုက်နော်ဘီယာ၃လုံးတောက်မှဘတ်200ကုန်မယ်အဲ့200တော့ရော့ငါလှစင်200ထက်ပုံမှန်စနစ်တစ်ခုနဲ့ဟောမိန်းကလေးဆိုရဲသလိုပဲငါဒီတလမှာ မိတ်ကပ်နှကန်းဒီဘူးစတဲ့ဖြစ်တေးစားဖို့ဒီကနေငါ short လိုက်မယ်ပတ်စံလေး၂00ဒါထိုင်းဆိုတာအနိုင်ဆုံးနိုင်တယ်ဟောအဲ့ဒါလို့စနစ်တကျသွားမယ်ဒီဒီကိုယ့်ရဲ့ train နဲ့စာကိုလည်းဟာကိုစီနာမည်ကြီးတယ်ကြောက်ကိုစီကိုထဲတယ်ဟင်းမလို့တေးစားကြည့်တာဟာကိုစီကတော့လူများဟိုနေ့ရှိတယ်ဒီလူလောက်တာမှန်ရဲ့လားဟာဘသူကတော့လောက်တာဘလို့လဲနာမည်မရှိမိမဲ့ဒီလူကတော့လောက်တာပိုကောင်းတယ်နော်အာဒီလူကကိုစီလို့နာမည်ကြီးမိမဲ့ကိုစီကပုံပြီးစနစ်ကျတဲ့ဒူကလောက်တယ်သူ့အဘောကဝင်းရမ်းတယ် ဟဲ့နာမည်ကြီးတော့လိုက်ဆံမလို့ဘူးကျွန်တော်တို့အဓိကလုံရက်ကိုကြည့်ရဒါဆိုလို့ရှိရင်တော်နိုင်ကိုအကျိုးမရှိစရာအကြောင်းရှိလားဟုတ်တယ်မလားကြိုက်သလောက်လှုပ်ဆမ်းမှာမင်းအောင်နိုင်ဘယ်လောက်ခံနိုင်လဲဟမ်တီတင်းမင်းမခံနိုင်ဘူးပြရှင်းရှင်းလေး ီသဘောကျလို့ပါเนาะအဲ့တော့ဒီလိုညမလေးကဒါ main ကလေးဆိုတဲ့တယောက်ကပြောသွားတဲ့စကားလုံးเนาะဘလောက်တန်မှုရှိတယ်ကြည့်လိုက်เนาะအဲ့တော့ဒီလိုအတိတရားမျိုးအားလုံးရှိကြမယ်โอ้ဆိုလို့ရှိရင်ကျွန်တော်တို့မနိုင်စရာအကြောင်းအဓိကကဘာလဲကိုယ့်လုပ်ကိုယ်လုပ်နေမယ်ကိုယ်စီးပွားကိုယ်ချောင်းကိုယ့်ကိုလဲမယ်ပတ်မယ်သွားမယ်ပြောမယ်နိုင်ငံရေးလူကငါတို့လုပ်တော့မင်းတို့လုပ်ကမသွားပြောလို့မရဘူးเนาะတူလုပ်ချိန်မှာလုပ်လိမ့်မယ်ဒါပေမဲ့လို့လုပ်တဲ့လုပ်တိုက်တဲ့အရာလေးကိုတော့လူတိုင်းလုပ်နေကြဖို့လို့အဲအဲ့ဒါအဲ့ဒါအဓိကပြောချင်တာအဲ့ဒါ ။သူများလောက်တယ်လို့သူများတနတ်ဆွဲပြီးရှင်ထဲမှာသွားတိုက်တယ်လို့အငတ်ခံပြီးတိုက်တယ်လို့မင်းတို့လည်းတိုက်ကြမယ်မလို့ဘူး။လူတွေကတူအကြောင်းနဲ့တူရှိတယ်။ဒါပေမဲ့လို့နိုင်ငံအရေးဆိုတာကိုယ်အရေးဖြစ်တဲ့အတွက်ကိုယ်ဟာလှုပ်တဲ့လှုပ်တိုက်တဲ့နေရာတစ်ခုမှာတော့လုံနေဖို့လိုတယ်။အဲ့တော့အဓိကပါလေသူများလှုပ်လို့မလှုပ်လို့ကိုယ်လုံနေဖို့လိုတယ်။ကိုယ်လုံနေရတွေ့ကိုဟာဒီနိုင်ငံမှာနိုင်ငံသားကောင်းပီတာနေလိမ့်မယ်။နော်အဲ့တော့လုံနေတဲ့သူတွေများလာမယ်ဆိုရင်ဒီနိုင်ငံမနိုင်ပါနဲ့လို့ပြောတော့မရဘူး။ တော်လိုင်းကျင်းနေတယ်မှာအဲ့တော့နိုင်ငံတကာအဝင်းဝိုင်းဆိုတဲ့နေရာမှာလေနိုင်ငံတကာဆိုတာလေလေအင်အားကြီးတာပါတာပဲဗျဘလောက်ပဲမတရားတာပြုကျင်နေဘယ်သူမှပြုမဆိုင်လို့ရှင်ကြိုက်တော့ပြုကျင်ဘယ်သူမှလှဲမကြည့်ဘူးအဲ့တော့ပြည်သူတွေကဒီနေ့ချိန်ထိမနာတယ်ပြက်တာအခုကိုရီးယားတနိုင်ငံဟောအခြားမလေးရှားတို့စင်ကာစင်ကာပူဆိုမရောက်သားနော်မလေးရှားရမလားရရင်လောက်ထိုင်းရမလားရရင်လောက်ဂျပန်ရမလားရရင်လောက်ဒါမျိုးတွေနိုင်ငံတကာမနော်အေးမြန်မာပြည်သူရဲ့တကမာလုံးဝင်အောင်ဟုတ်တယ်ဒီကောင်တွေဘလောက်ဩမတူတော့ဘူးနိုင်ငံတကာဖိတားတွေ ဲ့တော့ဒါတကယ်ကို လုတ်တင်တဲ့အရာလုတ်နေတဲ့ဒူတွေကိုလည်းလေးစားအားကျထိုက်တဲ့အရာပဲဖြစ်တယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟာနိုင်ငံအရေးကကိုယ်အရေးဖြစ်တဲ့အတွက်ဒီညမလေးလိုမျိုးစိတ်သက်ကိုလူတိုင်းထားနိုင်ကြပါစေလို့နော်တိုက်တွန်းပါတယ်ဒီကနေ့